လမထက်ခင်မှာဟင်းဝီရံကိုလက်ဖြောင်းနဲ့တောင်ထိခွင့်မပေးကြောင်းပြောလာတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြလဲကြိုးစိုးလိုက်ပါတယ်ပရိသတ်တွေအလုံးကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာကတော့မကြခင်ရသက်တစ်ပတ်အနေငယ်အတွင်းမှာလက်ထတော်မဲ့နိုင်ငံကျော်တရုတ်ဆောင်ဆောင်တွေဖြစ်တဲ့မင်းသမီးလေးဆိုပြတဲ့စဉ်နဲ့မင်းသားဟင်းဝီရံတို့ရဲ့မင်္ဂလာပွဲပါဒါပေမဲ့အခုတစ်ခေါက်မှာတော့သူတို့မင်္ဂလာပွဲရဲ့ကြီးကျယ်ခမ်းနားမှုအကြောင်းထပ်ပို့ပြီးပရိသတ်တွေအကြောင်းမှာအကြီးအကျယ်အံ့ဩချီးကျူးစရာဖြစ်လာတဲ့အကြောင်းအရာတခုပေါ်ပေါက်လာခဲ့ပါတယ်ရှင်။ ပရိသတ်တွေတတိထားမိကြတဲ့အတိုင်းပဲဆိုပြတဲ့စင်တို့စုံတွေကတရုတ်ပြည်ကပရိဝတ်တီသွားရိုက်တုန်းကဒရိုသမီးရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ကလည်းအတူတူလိုက်ပါသွားခဲ့ရကိုတွေ့ရပါတယ်။ဒီကိစ္စပေါ်လာတော့ပရိသတ်တချို့အတူတပြင်ခေတ်တလူငယ်တချို့ကဝေဖန်ခဲ့ကြပါတယ်။ဘာဖြစ်လို့မိခင်ကိုပါအတူတူခေါ်သွားရတာလဲ။ရီးစားနဲ့ခရီးသွားတာတောင်အမေကပါသေးရဲ့။သူတို့ကချောင်းနေတောင်တွဲလာကြတာမကြခင်လက်ထက်တော်မှာကိုဒီလောက်ထိလှုပ်ရှားလို့လို့လားဆိုပြီးတော့စနတ်ဝေဖန်ခဲ့ကြပါတယ်။ အရိခါမှာဆိုဗီယက်သင်္ကမီဒီယာအင်တာဗျူးတစ်ခုမှာဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြေကြားသွားခဲ့ပါတယ်။သူမပြောသွားတဲ့အဖြေကတော့ဝေဖန်နေသူတွေအားလုံးကိုပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။သူမပြောသွားခဲ့တာကတော့သူမနဲ့ဟင်းဝီယန်ကမကြခင်လက်ထက်တော့မှမှန်ပါတယ်။ဒါပေမဲ့အခုချိန်မှာတရားဝင်အကျင့်လက်မရမမြောက်သေးဘူးဆိုတာပါ။ ဒါကြောင့်သူမဟာအပြိုစင်တယောက်ဖြစ်တဲ့အတွက်ဘဲခီးပဲတော်တော်နှစ်ယောက်သေးသွားလာတာတခန်းနေနေတာမျိုးကမြမယဉ်ကျေးမှုအရာမသိမ့်တော်ဘူးဒါကြောင့်သူမကယူဆကြောင်းဒါကြောင့်မယ်ဘဲတော်တော်အုတ်ထင်းသူအနေနဲ့မိခင်ကြီးကိုအမြဲတမ်းခေါ်သွားခဲ့ရဖြစ်တယ်လို့ရှင်းပြသွားခဲ့ရပါ။ဒါဟာချစ်သူတန်တန်း6နှစ်ရှိနေပြီဖြစ်တဲ့မကြခင်ရပိုင်းအတွင်းမှာပဲလက်ထပ်တော်မဲ့ဇုံတွဲကြွဲရဲ့အနေထိုင်မှာသူမရဲ့ဒီလိုပြုမှုပုံကမင်္ဂလာမဆောင်သေးသမျှကာလာပတ်လုံးဟင်းဝီယံကိုလက်ဖျားနဲ့တောင်ထိခွင့်မပေးဘူးဆိုတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ဒါကအခုလို 21ရာစုခေတ်ကြီးထဲမှာမယုံနိုင်လောက်စီရအကောင်ဆုံးထိမ့်သိမ့်မှုတစ်ခုပါပဲအလုံးတိကြတဲ့အတိုင်းပဲအခုခေတ်မှာကတော့မင်းကလေးတော်တော်များများကအနေအထိုင်မစင်ကျင်ကြတော့ပါဘူးဒါကလည်းတိုးတက်လာတဲ့ခေတ်စနစ်ရဲ့အရိုက်ခံမှုတစ်ခုလို့ဆိုနိုင်ပါတယ်မင်းကလေးတွေဟာချစ်လို့ယုံကြည်လို့ဆိုတဲ့ကောင်းစဉ်အောင်မှာကိုချစ်သူကိုအလွယ်တကူပုံအပ်တတ်ကြပါတယ်ဒါရဲ့စိုးကျိုးတွေကမလို့ခြင်းမင်းနဲ့အစဉ်ကမှသာတကူတဲ့မိခင်လေးဖြစ်လာကြတော့နောက်ဆုံးမှာကိုရဲ့ရင်သွေးလေးတွေကိုမမွေးနိုင်မွကျွေးနိုင်မဆောင်ရှောက်နိုင်မင်းနဲ့တနာစရာကလေးငယ်တွေအဖြစ်မင်းသမီးခန့်နေဝေရဲ့ဂေဟ ာလိုမျိုးနေရာမျိုးတွေမှာလာရောက်ဆုံးပြည့်အနှံကြတာတွေပါပဲ။ဒါပေမဲ့ဒီလိုခင်ကြီးလေးမှာမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတဦးဖြစ်တဲ့ကျိုးပြည့်သင်ကတော့မြန်မာမျိုးသမီးငယ်လေးတွေအတွက်စံပြတဲ့ရောက်အဖြစ်တည်တည်ငြိမ်ငြိမ်နေပြလိုက်ပါတယ်။ချစ်သူတန်းချောင်းနဲ့တောင်မှရှိနေပြီးမကြာခင်ရဲ့ပိုင်းအတွင်းမှာပဲမင်္ဂလာဆောင်တော့မယ့်အချိန်မှာဒီလောက်အနေထိုင်ဆင်ခြင်းနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူမရဲ့အပြုမူလေးကြောင့်ပရိသတ်တွေကအကြီးကျယ်ချီးကျူးနေကြတာပါ။ ဒီလောက်အနေထိုင်ဆင်ခြင်းနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူမရဲ့အပြုမူလေးကြောင့်ပရိသတ်တွေကအကြီးအကျယ်ချီးကျူးနေကြတာပေါ့။ဒါကြောင့်လေဆိုပြတဲ့စဉ်ကိုမြန်မာမိန်ကလေးတွေထဲမှာစံပြအဖြစ်လူတွေကသတ်မှတ်လိုက်ကြပါပြီ။သူမကရုပ်ရည်ချောမောလာပါတဲ့နာမည်ကြီးမင်းသမီးတယောက်ဆိုပေမဲ့အခြေရေးရှုပ်ရှုပ်ထွေထွေမရှိဘဲနဲ့ချစ်သူတတန်တလျှောက်လို့ဟင်းဝင်းရန်တယောက်သေးကိုသာတစ္ဆာရှိရှိချစ်ခဲ့ပြီးတော့အခုဟင်းဝင်းရန်တယောက်သေးကိုသာလက်ထပ်တော့မယ်စံပြမိန်ကလေးတယောက်ဖြစ်တယ်လို့ချီးကျူးနေကြပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲ။လက်ထပ်ခါနေစုံတွဲတွေ ဲနေတဲ့ဆိုဗီယက်သင်းလုံးမြမရင်ကျေးမှုအရာတရားဝင်လက်မထက်သေးတဲ့မြအထီးအထွေအနေထိုင်ဆင်ကျင်တဲ့နယ်ဆိုတဲ့အယူအဆကိုထောက်ခံပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်